တပ်တန်းရင့်မြင့်မဲ့အစွမ်းမြင့်နေစေဖြစ်တဲ့ American စစ်ဘက်သုံးရှင်များ M1 Abrams ဆိုတာကတော့ American စစ်တပ်ရဲ့ဘင်မာတိုက်ခိုက်ရေးတင်ကားအဖြစ်နာမည်ကြီးပါတယ်။သူတို့ရဲ့တန်ကြာကစွမ်းအားကိုကိုးစားပြုတဲ့အထိမ်းအမှတ်တစ်ခုဆိုရင်လည်းမမပါဘူး။ MI Abrams တွေကို1980ပြည့်လွန်နှစ်တွေမှာ Chrysler Defend ကနေဖန်တီးခဲ့တာပါ1980လောက်မှာတော့ American စစ်တပ်မှာစပီးအသုံးပြုနေခဲ့ပါတယ်အဲဒီတုန်းကတပ်တန်းရင်းနေပြီဖြစ်တဲ့ M60 တင်ကားတွေရဲ့နေရာမှာအစားထိုးဖို့ပါပဲ ဒီတင်ကားမှာ Honeywell Gas Turbine Engine ကြီးကိုအသုံးပြုထားတာပါအဲဒါကြောင့်လေးလံတဲ့တင်ကားကြီးကိုပေါပပပမောင်းနေနိုင်တာပဲဖြစ်ပါလိမ့်နောက်ပြီးဒီတင်ကားရဲ့ drop down တန်ကြပ်ကကခေတ်သစ်ချိန်ချမှုတွေကိုလည်းအကာအကွယ်ကောင်းကောင်းပေးနိုင်ပါတယ်120 mm အမြောက်အစင်းမြင့်ပြက်ကတ်မှုထိန်းချုပ်ရေးစနစ်အပူချိန်ကြီးမှန်ပြောင်းနေတက်ဆင်ထားတဲ့ဒီတင်ကားကြီးကနေရောညပါအချိန်မရွေးတိုက်ပွဲဝင်နိုင်ပြီးရန်သူတွေကိုအခက်ထွေအောင်လှုံ့ဆော်လိုက်မှာပါ American စစ်တပ်ကဒီတင်ကားကြီးကိုသူတို့ရဲ့အထူးကလက်နက်ဖြစ်တပ်မတ်ထားတာကြောင့်အစင်းမြင့်တင်မှုတွေအမြဲလုံနေခဲ့ပါတယ် အရာကြောင့်ပဲ MI Abrams ကအမေရိကန်စစ်တပ်ရဲ့အဓိကကြားတဲ့တင်ကားဖြစ်လာခဲ့သလိုခေတ်သစ်တင်ကားတိုက်ပွဲတွေရဲ့စံနှုန်းအဖြစ်လဲသတ်မှတ်ခံခဲ့ရတာပါ MI Abrams ကိုကန်တွေဖို့စစ်သား၄ယောက်လိုက်ပါရပါတယ်အရိတူတွေကတမူးအမြောက်တမားဂျီထိုးဖေးသူနဲ့မောင်းတဲ့သူတို့ပါပဲသူတို့တဦးစီကတန်90လောက်လေးတဲ့ဒီသားရဲကြီးရဲ့စွမ်းရည်ကိုအပြည့်ဝအသုံးချနိုင်ဖို့ဟန်ချက်ညီညီအလုပ်လုပ်ကြရပါတယ်ဒီတင်ကားရဲ့စတူရီရင်တွေကကားတွေလိုမျိုးမဟုတ်ပါဘူး။လေရင်တွေမှာလိုမျိုးယူပုံစံလက်ကင်တွေပါ ကြည်ထိုးသူရဲ့တာဝန်ကတော့ရှင်းပါတယ်အချိန်မေးပြစ်ခတ်လို့ရအောင်အစဉ်သင့်ပြင်ထားရတာပါတမ်မူကတော့ပြစ်မှတ်ကိုရှာဖွေတတ်မှတ်ပေးပါတယ်သူအမိန်ပြီးတော့မှအမြောက်သမားကချိန်ညှိပြစ်ခတ်ရတာပါဒါကတော့တင်ကားတိုင်းလုံးလုံးမှာသုံးတဲ့နီးစနစ် တွေပါပဲဒီရင်ကြီးကအတန်း90လောက်အလေးချိန်ရှိတာကြောင့်ဒါမှမဟုတ်ဘူးလို့ပြောရမှာပါဒါပေမဲ့မြင်းကောင်ကြီး1500ဆွမ်းအားရှိတဲ့ Honeywell Gas Turbine အင်ဂျင်ကြောင့်အန်အောစရာကောင်းအောင်တွက်လာပါတယ်။မြေပြန့်တွေမှာဆိုရင်တနအီမိုင်40နှုန်းလောက်ထိမောင်းနိုင်တာပါ။ နောက်ပြီးတန်ချိန်တက်ပြီးတွေကလည်းတောင်ကမှုတွေကြောက်တုံးထွေကျန်းတဲ့မြေပြင်တွေကိုကောင်းကောင်းကြော်ဖြတ်နိုင်ပါတယ်။နောက်ဆုံးတင်ကားမမြုပ်တဲ့ရေတိမ်ပိုင်းဆိုရင်လည်းဖြတ်မောင်းသွားလို့အဆင်ပြေနေတာပါ။ M1 Abrams ကိုနာမည်ကြီးသရာကသူ့ရဲ့ drop down တန်ကြားကာရီကြောင်းလေးပါဝင်နေပါတယ်။အဲဒီတန်ကြားကာရီထဲမှာရိုရင်းယူရေနီယံကိုအသုံးဖြူပြီးအလွှာလိုက်ထည့်ထားတာပါ။အဲဒါကဘာအကျိုးရှိလဲဆိုတော့ပုံမှန်ဘုံတန်မိုင်းတန်ဒုံးညိတန်တွေခံနိုင်တဲ့အပြင်ဓာတ်ဥစွမ်းရင်သုံးလက်နက်တွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီးအတွင်းမိုင်းမှာပေါက်ကွဲမှုဖြစ်ရင်အပြင်ကိုလေထုတ်ပေးနိုင်တဲ့လေထုတ်စနစ်ပါသလိုနျူကလ িয়ার နဲ့ဓာတုဇီဝကာကွယ်စနစ်တွေလည်းထည့်သွင်းထားတာပါ။အနည်းအယောင်ကြီးသုံးမြင်ကွင်းစနစ်ကတော့ချိန်ကြောင်မှုနဲ့ပြမတ်တွေကိုရှာဖွေတဲ့နေရာမှာအထောက်အကူပြုပေးနိုင်ပါတယ်။ဒီတင်ကားတွေကိုအမေရိကန်စစ်တပ်ကတော့တောက်လျှောက်အစင်းမြင့်တင်နေကြတာပါ။ဒီလိုလုံချင်းအဖြစ်သူတို့ရဲ့တပ်တန်းကိုလည်းပို့တိုးစေပါတယ်။နောက်ပြီးချိန်ကြောင်မှုအသစ်တွေကိုလည်းထိထိရောက်ရောက်တုံ့ပြန်နိုင်ပါတယ်။ အဓိကအားဖြင့် engine ပိုင်း electronic ထိန်းချုပ်မှုပိုင်းလက်နက်စက်သွယ်ရေးနဲ့တန်ကြာကစွမ်းရည်တွေမှာအဆင်တစိုက်အဆင်ပြင့်တင်နေကြတာပါ။နောက်ပြီးအသေးစားအဆင်ပြင့်တင်မှုတွေလည်းရှိနေပါသေးတယ်။တန်ချိန်ချိုးတက်ပြီးတွေကိုလည်းပိုကောင်းအောင်အမြဲပြင်ဆင်နေကြတာပါ။တန်ကြာကစွမ်းရည်ဆိုရင်လည်းရင်းရဲကိုယ်ရေကိုထိရောက်ပေါက်ကွဲပြီးအထက်ကိုစွမ်းရည်စီးကြောင်းမဝင်လာရအောင်အလွာရီနဲ့ကောက်ကွဲထားပါရစ်။အဲဒါကြောင့်အံမွားမှာတုံးတဲ့စနစ်ကိုတုံ့ပြန်မှုရှိသောတန်ကြာကားလို့ဒုံဒုံကြတာပါ။ ဲ့ဒီတန်းချက်ကတက်ဆင်တာကလည်းအချက်လိုက်ကြီးဒီတိုင်းကတ်လိုက်တာမဟုတ်ပါဘူးအစိပ်ပိုင်းလေးတွေကိုတစ်ပိုင်းစီချိတ်ဆက်တက်ဆင်လိုက်တာပါအဲ့ဒီမှာလည်းအလွာရီရှိနေသေးတာပါအဲဒါကြောင့်ပြင်ပပေါက်ကွဲမှုဒဏ်တွေအပြင်ဓာတ်ရုပ်ဇီဝလက်နဲ့တိုက်ခိုက်မှုတွေကိုလည်းခံနိုင်ရရှိနေပါတယ်နောက်ပြီးပေါက်ကွဲမှုပုံစံအစ်စ်တွေပေါ်လာရင်လည်းအဲ့ဒီပုံစံကိုခံနိုင်ရရှိအောင်ပြောင်းလဲတက်ဆင်ကြတာပါနောက်ပြီးအဲ့ဒီတန်ကြကားရဲ့စွမ်းဆောင်ရည်ကိုလည်းနှီးမျိုးစုံနဲ့စမ်းတက်ရတာဖြစ်ပါတယ်။ချိုးရင်းချက်တွေတွေ့ရင်လည်းချက်ချင်းပြင်ဆင်ကြရတာပါ။ အဓိကကတော့ဒီတင်ကားတွေကိုဒိုက်ပွဲမြေပြင်မှာကြာကြာအသုံးပြုလို့ရအောင်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ M1 Abrams ထုတ်လုပ်မှုကတိတ်မရှိတော့ပါဘူး။ရှင်းရင်းဆွဲတင်ကားတွေအစင်းမြင့်တင်တာကိုပဲဦးစားပေးဆောင်ရွက်နေကြတာပါ။အရိယစာနောက်ဆုံးမော်ဒယ်ဖြစ်တဲ့ M1A2 SEPV V3 ကိုတော့ဆက်လက်ထုတ်လုပ်နေပါတယ်။နောက်ပြီးနောက်မျိုးဆက်ဖြစ်တဲ့ M1E3 အတွက်လည်းပြင်ဆင်နေကြတာပါ။ M1E3 ကတော့ပို့ပြီးတော့ပေါ်ပါလာမှာပါ။ပို့ပြီးလဲမြန်မြန်ဆန်ဆန်မောင်းနိုင်ပါလိမ့်မယ်။ ောက်ပြီးအစိပ်ပိုင်းတွေကိုဖြုတ်ရတတ်ရလွယ်တဲ့မော်ဂျူလာပုံစံမျိုးဖြစ်ပါတယ်။အဲဒီခါကျရင်ပြုပြင်ထိန်းသိမ်းရတာလေပိုလွယ်ကူလို့ပါ။ခြုံရင်းတဲ့အစိပ်ပိုင်းတွေကိုဒီတိုင်းဖြုတ်လဲလိုက်ရုံပါပဲ။ဂျန်နစ်စနစ်တွေကတော့နောက်ဆုံးပေါ်ခင်မီနီးပညာရီကြီးပဲဖြစ်မှာပါ။ဒီလိုမျိုးမော်ရီအတွက်တွေရှိနေပေမဲ့ဒိုက်ပွဲမှာကြမ်းတမ်းဆဲဖြစ်တဲ့ M1 Abrams တွေကိုလည်းနောက်ဆဲစုနှစ်တစ်ခုအထိအဆင့်မြင့်တင်ပြီးဆက်လက်သုံးဆွဲသွားအောင်မှာဖြစ်ပါတယ်။အမေရိကန်စစ်တပ်မှာဆယ်စုနှစ်များစွာဆက်လက်အသုံးပြုနေစေနောက်ထပ်လက်နက်ကိုပြောရရင်တော့ B52 ဘုံကျဲလေယာဉ်ကိုပြောရမှာပါဒီလေယာဉ်ကို1950ပြည့်လွန်နှစ်တွေကတည်းကတီထွင်ခဲ့တာဖြစ်ပါတယ် B52 ကအကြမ်းဖက်လဲအရန်ခံနိုင်ပါတယ်နောက်ပြီးပေါင်9000အလေးချိန်ရှိတဲ့လက်နက်ခဲရနဲ့စစ်ဘက်သုံးပစ္စည်းတွေကိုတည်ဆောင်ပြီးမိုင်9000နီးပါးမယက်မနာခရီးနှင်နိုင်ပါတယ်65နှစ်ကျော်သုံးဆွဲပြီးတာတော့မှဒီလေယာဉ်ကြီးရဲ့အသုံးဝင်မှုတွေကရောမသွားခဲ့ပါဘူးအမေရိကန်စစ်တပ်ကလည်းဒီအသုံးဝင်မှုကိုနောက်10နှစ်လောက်ထိဆွဲဆန်းဖို့ရည်ရွယ်ထားပါတယ် B52 ရဲ့အဖြစ်ကလည်း M1 Abrams နဲ့အတူတူပါပဲ။အတုံးဝင်တဲ့အတွက်လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အစင်းမြင့်တယ်မှုများစွာကိုလက်ခံခဲ့ရတာပါ။ဒါပေမဲ့လည်းပြန်တမ်းမှုမပြုတ်လောက်ခင်မှာတော့မြေပြင်ပြင်ဆင်မှုအတွက်နိုင်ပေါင်းများစွာအချိန်ပေးရပါတယ်။လေအနိုင်ကဒီလိုလုံးဖို့လိုအပ်တယ်ဆိုပေမဲ့ B52 ကြတော့တက်တန်းချာမြင့်နေတာဖြစ်လို့စစ်စစ်ဆက်ဆက်စစ်စစ်ရတာပါ။ချုပ်ရင်ချက်တွေ့ပြီဆိုတော့ချက်ချင်းလန်ကြီးပြင်ဆင်ကြရပါတယ်။တကယ်တမ်းမှလည်းဒီလေရင်တွေကို VNN စစ်ပွဲမှာတော်တော်လေးအသုံးပြုခဲ့ကြတာပါ။ထီရောက်မှုကလည်းမြင်မားခဲ့ပါတယ်။ ထူးခြားချက်ကတော့ပြန်တက်ပြီးတိတ်မကြခင်မှာပဲဘုံချဲနိုင်တဲ့အချက်ပါအဲ့ဒါကရန်သူမတိုက်ခိုက်ခင်မှာရန်သူကိုလက်ဦးတိုက်ခိုက်နိုင်ခဲ့တဲ့အဓိကအချက်လည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့မူလက B52 တွေရဲ့ဘုံကန်ဒီဇိုင်းကတမယိုးကျဘုံတွေကိုပဲတည်ဆောင်နိုင်ခဲ့တာပါအရာကြောင့်ဘုံပြောင်းပြီးကျဲကျင်နေဆိုရင်ချက်ချင်းလန်ငင်းအဆင်မပြေတော့ပါဘူးဒီပြဿနာကိုဖြေရှင်းနိုင်ဖို့နောက်ပိုင်းမှာစနစ်တစ်ခုတက်ဆင်ပြီးအဆင်မြင်လိုက်ပါရင်အရာကို CSRL လို့ခေါ်ကြတာပါမျက်စိနဲ့မြင်အောင်ပြောရရင်တော့ဘုံမျိုးစုံတက်ဆင်ထားတဲ့စုံလေဇက်ကြီးပါပဲ မြေပြင်ခြေနေရထိရောက်မဲ့ဘုံကိုရွေးချယ်ပြေလောလာရင်စုံလေကြီးကလှဲ့သွားပြီးကိုချကျင်တဲ့ဘုံကိုကျဲပေးမှာဖြစ်ပါတယ်။နောက်ပြီးအရာကိုထိန်ချုပ်ရတာလေမကက်ခဲ့ပါဘူး။ပြောရရင် CSRL ကပြခတ်နိုင်စွမ်းကိုမြင့်တင်ပေးယုံတာမကစစ်စင်ရေးရဲ့ဗတ်စုံသုံးနိုင်စွမ်းကိုလည်းတိုးမြင့်ပေးလိုက်တာပါ။အဲဒီစနေရနောက်ထပ်အားသာချက်ကတော့လေရင်ပေါ်မတက်ခင်ကလေးကပြင်ဆင်ထားလို့ရတာပါပဲ။ပြောရရင်အပြင်မှာကလေးကဘုံတွေကိုတက်တက်စီတက်ဆင်ထားလို့ရပါတယ်။ပြီးတော့မှအဲဒီစုံလေကြီးကိုကားနဲ့ဆွဲသွားလိုက်တာပါ။ လေယာဉ်နားရောက်ပြီဆိုတာနဲ့နောက်ဆုံးချိန်ဆက်စေးရပါတယ်ဆဲချရရပြီဆိုရင်တော့ဘုံကျဲလေရင်ရဲ့ဘုံကဲအောက်မှာဓာတ်ရိုက်နေရာချချိန်ဆက်လိုက်ရုံပါပဲပြီးရင်တော့လက်နက်ခမ်းတကားတွေကိုပိတ်ထားလိုက်လို့ရပါပြီအရာကလေရင်ဆိုင်မှာဘုံတွေနေရာလိုက်ချရတာထက်အများကြီးအချိန်ကုန်တတ်တာသွားပါတယ်ကြိုတင်ပြင်ဆင်ထားပြီးလေရင်စိုက်တာနဲ့အ мян တက်ဆင်လို့ရနေတာကြောင့်ဒိုက်ပွဲအစင်အသင့်ဖြစ်မှုအတွက်လည်းအထောက်အကူပြုနိုင်ခဲ့တာပါ။နောက်ပိုင်းမှာ B52 နဲ့တွဲဖက်အသုံးပြုနိုင်တဲ့လက်နက်တွေကပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်စက်တင်ဘာလမှာအမေရိကန်လက်ထက်ကစွမ်းရည်ပြပွဲတစ်ခုပြုလုပ်ခဲ့တာပါ။အရင်တုန်းကနျူကလ িয়ার လက်နက်စနစ်အကဲဖြတ်မှုအစီအစဉ်လုပ်နေရင်လက်ထက်ရဲ့လက်နက်သစ်တွေကိုလည်းစွမ်းရည်ပြခဲ့တာပါ။သူတို့က AGM HT6B ဝင်ဖြစ် Cruise Drone ကြီးတွေကိုစမ်းသပ်ပြပြီးလေကြောင်းတိုက်ခိုက်မှုစွမ်းရည်ဘလောက်ကျန်လဲဆိုတာပြသနိုင်ခဲ့ပါတယ်။အရင်တုန်းကြီးပြနိုင်ဖို့အသုံးပြုခဲ့တဲ့လေယာဉ်ကတော့အခုပြောနေတဲ့ B52 ပါပဲ။နောက်ပြီး B52 ကတခြားယာဉ်တွေနဲ့လည်းတွဲဖက်အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့်အတန်ထက်မြန်တဲ့ Boring H51 Weaver Rider လိုမျိုးဒုတိယတနာရှင်တွေပါပဲ H51 ကတနာရီကိုမိုင်3000လောက်သွားနိုင်တဲ့ Mount Dume Screen Jet ဒုတိယတနာရှင်ဖြစ်ပါတယ်အရိယင်ကအမြန်နှုံးမြန်မာအချိန်မှာကိုပိုင် Short Wave တွေကြောင့်ဖြစ်လာတဲ့တွန်းကန်အားနဲ့လေတိုထဲမှာပြန်တန်းနိုင်ပါတယ်အားနဲ့ကြောက်ကတော့သူတို့ဘာသာပြန်တက်လို့မရပါဘူးအားအကြောင်း B52 တွေအပေါ်ကနေလွတ်တင်ရပါပြီဒါပေမဲ့သူတို့ကိုဘုံငန်းထဲမှာနေရာချထားလို့တော့မရပါဘူးအားအကြောင်းအတောင်ပိုင်းတွေကနေတက်ဆင်ပြီးပြစ်လို့ရတာပါ လွှတ်တယ်မှုစနစ်ကတော့တမတ်ရိုးကျဒုံးလက်နက်တွေနဲ့ဆင်တူပါတယ်နောက်ဆက်တက်ခုနှစ်ဇွန်လ23ရက်နေ့ကအမေရိကန်လက်ထက်ကပစိဖိတ်သမုဒ္ဒရာအပေါ် B52 ကိုပြန်တန်းရင် H51 ကိုစံတက်ခဲ့တာပါ။အရေးရင်ကသူတို့မျှော်မှန်းထားတဲ့ March 5အမြန်နှုံးကိုတော့ကျော်လွန်ခဲ့ပါရင်။ဒါပေမဲ့အင်ဂျင်ကအပြည့်အဝတွန်းအားမပေးနိုင်ခဲ့တဲ့အတွက်သမုဒ္ဒရာလေးကိုပြတ်ကျသွားခဲ့ရတာပါ။ဒီလိုနဲ့အရေးကိစ္စလည်းတခန်းရက်သွားခဲ့ပါရင်။ခရီးရှည်တိုက်ခိုက်မှုအတွက်အမေရိကန်အဓိကအသုံးပြုနေတဲ့စုဖွဲ့မှုက B52 တွေကြီးပဲတော့မဟုတ်ပါဘူး။ B1 လန်ဆာလိုမျိုးဘုံကျက်လေယာဉ်တွေကိုလည်းထည့်သွင်းအသုံးပြုနေပါတယ်။မကြာသေးခင်ကပဲ B1 လန်ဆာတွေကို IPS ဆိုတဲ့စနစ်နဲ့အစင်းမြင့်တင်ခဲ့တာပါ။အဲဒီစနစ်ကလေယာဉ်မှုတွေအတွက်အစစ်စင်ရေးကိုပိုပြီးလွယ်ကူမြန်ဆန်ဘေးကင်းအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ဒီစနစ်ကလေယာဉ်မှုအတွက်လိုအပ်တဲ့စနစ်၃ခုကိုပေါင်းစည်ပေးလိုက်တာမျိုးပါ။ဥပမာလွယ်လွယ်ပေးရရင်တော့လေယာဉ်နဲ့ဆိုင်တဲ့အချက်လက်တွေကိုဟိုမီတာကြည့်ဒီမီတာကြည့်လိုက်စရာမလိုတော့ပဲ။စကရင်တစ်ခုထဲမှာကြီးလာရုံနဲ့ပေါ်လွင်နေတာမျိုးဖြစ်ပါတယ်။ ထပ်ပြီးရွေးချင်အောင်ပြောရရင်တော့ IBS ဆိုတာလေယာဉ်မှုရဲ့အုံနောက်နဲ့မျက်စိကိုခင်မိတဲ့ digital snake တွေနဲ့အစာထိုးမြင့်တင်ပေးလိုက်တာပါပဲ။ဘီဝါလန်ဆာရဲ့ဘုံငန်းဖွဲ့စည်းပုံကလည်းလက်နက်မျိုးမျိုးကိုလက်ခံနိုင်စွမ်းရှိနေပါတယ်။နောက်ပြီးထပ်ပြီးတက်စင်အသုံးပြုလို့ရတဲ့လက်နက်အမျိုးအစားတွေကိုလည်းစမ်းတက်နေတာပါ။ဒီလေမှာအတွင်းပိုင်းလက်နက်ခံ၃ခုနဲ့ကိုရီအောက်ကပြင်မနေရ၆ခုမှာဘောင်း9500ကနေ33400ထိရှိတဲ့လက်နက်တွေကိုလည်းတည်ဆောင်နိုင်ပါသေးတယ်။ ။နောက်ပြီးရေတက်လက်နက်နေပညာရှင်တွေကဒီလေရင်နဲ့ပင်လယ်ရေမြုံမိုင်းတွေကျဲနိုင်အောင်လဲစ조사ခဲ့ကြပါတယ်။ဒီလုပ်ငန်းစဉ်မှာတော့ပေါက်ခွဲစေတတ်သောလက်နက်ဖြည့်စည်းရေးအထူးကျွမ်းကျင်သူတွေကလည်းကြီးကြပ်ရပါတယ်။အဓိကကတော့မိုင်းတွေကိုလေရင်ပေါ်တင်ပြီးကျဲရတဲ့လုပ်ငန်းစဉ်မှာဘေးကင်းစေဖို့ပါပဲ။နောက်ပြီးလေရင်ရဲ့ကိုယ်ရဲအောက်ပိုင်းလက်နက်တပ်ဆင်နိုင်တဲ့နေရာတွေမှာလည်းဒုံးကြီးတွေတပ်ဆင်လို့ရပါတယ်။အရင်ကဆိုရင် B1 Lancer တွေကနျူကလ ియర్ လက်နက်တွေကိုပါတဲဆောင်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ရုရှားနဲ့မဟာဗျူဟာမြောက်လန်နန်ရှော့ချာ၏စာချုပ်လက်မှတ်ထိုးပြီးတဲ့နောက်မှာဒီလေယာဉ်တွေကိုတမာယူကြပုံကျဲလေယာဉ်ဖြစ်ပေအသုံးပြုခဲ့ကြတာပါအခုပြောသားတဲ့ယာဉ်တွေအားလုံးကအမေရိကန်စစ်တပ်ကအစင်ဆက်သုံးခဲ့ကြတဲ့တပ်တန်းယာဉ်တွေပါပဲဒါပေမဲ့အစင်းမြင့်တွေမှုတွေအမြဲလုံနေခဲ့တဲ့အတွက်လက်ရှိမှာလည်းခင့်မိနေဆဲဖြစ်သလိုနောက်ဆယ်စုနှစ်တခုအထိအသုံးပြုနိုင်မှုရည်ရွယ်ထားရတဲ့ယာဉ်တွေလည်းဖြစ်နေပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်